အဲ့လိုမျိုးခုနကပြောတဲ့ပေရွက်လေးတွေမီးစိန်နေလန့်မီးစိန်နေလန့်ခွနဲ့လောက်လို့လိုက်ဆိုအကျော်လေးတင်းသွားပြီနုညံ့သွားပြီအဲ့ဒါအောင်မှတန်ချွန်နဲ့ကညစ်လို့ခေါ်အဲ့ဒါနဲ့ရေးတယ်ရေးပြီးရေနံကြီးလို့ကြခိုးလို့နဲ့တုတ်လိုက်ဩအဲ့ဒါပေါ်သွားပြီဟုတ်လားဗျာနော်အဲ့ဒါပေဗျာအဲ့ဒါဆိုတော့သာကသလုံးကမှားသွားတယ်ဆိုရင်ရွက်ကြရွက်ဆိုတာရှိတယ်တင်မုံချွေရွက်လို့လည်းခေါ်တယ်ရွက်ကြရွက်တမျိုးအဲ့ဒါနဲ့ပုတ်လိုက်တယ်ဆိုရင်ဆာရွက်အစ်စ်လို့ဖြစ်တယ် ဒါကြောင့်တင်မုံခြေလိုက်ပါကွာဆိုတော့အဲ့ဒီကနေလာတင်မုံခြေလိုက်ပါဒီရွက်ကြရဲလေးနဲ့ပုတ်လိုက်ရင်ဆာရွက်ကအစ်စ်လိုဖြစ်သွားတာဆိုတော့မင်းဘာမှတိမှတ်မထားပါနဲ့ဆိုတဲ့သဘောကိုပြောတာနော်အဲ့ဒီပေခစ်ကနေလာခဲ့တဲ့အသုံးအနှုန်းတစ်ခုပါဟိုတင်မုံကြီးကိုခြေတာမဟုတ်ဘူးပေရွက်ကိုတင်မုံခြေရဲနဲ့ပုတ်တာနော်ကဲဟုတ်ပြီဆိုတော့အဲ့ဒီပေတစ်ခုဖြစ်ဖို့ကတပြီးတော့ပြောတာနှစ်ပေါင်း300ကျော်ဖြတ်ရသေးတယ် ဆာကနေပေဖြစ်သွားဖို့ကလေဒီတင်ဧတမှာနေအကြာကြီးနှစ်ပေါင်းသောင်းနဲ့ချီကြတယ်။တို့အခေယလေးတွေပေါ်တယ်အခေယနေတော့ပေတစ်ဖွဲ့ဆာသောင်းပေတစ်ဖွဲ့ရေးနိုင်သားနိုင်ဖို့ကအကြာကြီးဆောင်ရ။နောက်ဗုဒ္ဓသာပေတွေလည်းကနော်အခေယတွေအသုံးနှုံးတွေဝကြတွေကိုကောင်းကောင်းယူစနစ်တွေကိုမိညာတချို့သကလုံးတွေဓာတ်ရိုက်အသုံးများတဲ့သကလုံးတွေဆိုဓာတ်ရိုက်ထည့်ပစ်လိုက်တာ။နော်အနေအဆာတို့ဒုက္ခတို့ဆိုရင်မြန်မာပြည်ရန်တရားလူသေးလို့လား။ လို့တော့တန့်ထည့်ပြလိုက်တာဒါနေသင်တုံနေတဲ့ဟာတွေနေသင်တုံဟာတွေကြတော့အထူးဘာသာပြန်စရာမလို့အဲ့လိုမျိုးကောက်ထည့်လိုက်တာဟုတ်လားဗျာရေတလျှောက်တန်ဆိုတာကစီးသင်းတာပဲလေတလျှောက်လေဟောဒါတန်လိုမျိုးရောထားတဲ့ဟာတွေလည်းပါတယ်တချို့အလုံးလိုက်ယူတာလည်းပါတယ်တချို့နည်းနည်းလေးအတက်လေးကြောင်းတင်လိုက်တာဟောရူပန်ဆိုရင်အတက်လေးတင်တော့ပါဠိတက်လို့လည်းခေါ်တယ်ပါဠိပြက်လို့လည်းခေါ်တယ်ပါဠိပုံစံပြက်သွားတယ်တို့မို့အတက်တင်လိုက်တဲ့အတွက်ပါဠိတက်လို့လည်းခေါ်တယ်ပုံစံပြက်သွားတဲ့အတွက်ပါဠိပြက်လို့လည်းခေါ်တယ် ဒါခုနပါဠိတက်ဝေါ်တာအပိတန်ကြတာတွေကိုသိသိပါနော်ဆိုတော့ရှင်နာဒီပြောလို့စာကနေပေးစင့်ဖြစ်ဘက်ကို အချိန်နှစ်ပေါင်း300လောက်ဆောင်ခဲ့ရတယ်ဆိုရယ်တော့ဗုဒ္ဓသာပေတွေကို ဖြက်စီးရင်မြန်မာသာပေပြက်မြန်မာသာပေကိုဖြက်စီးရင်လည်းဗုဒ္ဓသာပေတွေကအများကြီးပြက်စီးသွားတယ်အရှိဒီနေ့တကဘာလုံးပေါ့ရှင်ပြမြအားလုံးသိကြတယ်တကဘာလုံးဗုဒ္ဓသာပေတွေကိုစောင်းထားတာဘယ်နိုင်ငံမှရှိတယ် မြန်မာပြည်ပဲရှိတော့တယ်ဘယ်နိုင်ငံမှပရိယတိစာသင်တိုင်းတွေမရှိဘူးတက္ကသိုလ်တွေဘာတွေတက္ကသိုလ်ထွန်းတွေဘာတွေရှိရနော်တို့ရပရိယတိစာပေကိုရှင်မြတ်အထောအခရတင်ညာတို့ဒီရောအထင်မသေးဘူးအထောအခရတင်ညာဆိုအဲ့ဒါအခရတွေနဲ့ပတ်သက်ပြီးပြောတာလေအခရ44လုံးရှိတယ်နော်အဲ့44လုံးတွေကဘီရဘလားပဲ33လုံးပါမယ်နော်အတရတွေပါမယ်ဟုတ်လားတရ7လုံးပါမယ်အဲ့ဒါတွေကဘလို့တက်ရင်ဘလို့အသံထွက်တယ်သူ့အုပ်စုတွေကဘာဝတ်တွေဘလောက်စနစ်ကြခဏလေးပြီးမမေးဘူး မေကွန်ပြီးမှမေးလိုက်တော့เนาะဆိုတဲ့အခါကျတော့အဲ့ဒါတပည့်တို့ကခေတ်တခုကိုဒီလိုမျိုးဖြတ်တန်းခဲ့ရပြောချင်တာတပည့်တို့ကဂုံငယ်တရားရှိလားမြန်မာဖြစ်တာဂုံငယ်တရားရှိလားဘုံကြီးတွေပရိယတိသာတတ်တာဂုံငယ်တရားရှိလားမရှိဘူးရှင်များတို့တပည့်တို့ဂုံတက်အောင်ပြောနေတာဂုံငယ်တရားမရှိဘူးတိတ်ငဲမနေနဲ့ရှင်များလူသားပဲချင်းတင်တယ်တင်လို့ရဘုံကြီးသာရှင်များဘုံကြီးဖို့လို့တင်နေတယ် ဲ့တော့အဲ့ဒီဟာကိုတပည့်တော်တို့ကလူတွေထပ်ပို့ပြီးတော့လက်တွေ့ကြရကြင့်နိုင်အောင်အသုံးချနိုင်အောင်လူတွေသဘောပေါက်အောင်ပြောနိုင်ဖို့မနေ့ကဒီပြောပြောတဲ့လူဘာဝရမယ်လူတွေအကြောင်းကောင်းကောင်းနားလည်ဖို့လူတွေရေလည်ဖို့လူတွေဒါပေမဲ့လူဘာဝဆိုတော့လူတွေနဲ့ရောခိုင်းတာလည်းမဟုတ်အလုံးကြီးလည်းရောစရာမလိုဘူးကိုယ့်ဘက်ကဘာမှချမပင်းနဲ့ဖုန်းကြီးကတစ်ပဲနော်လူအောင်မကြို့စရာမလိုဘူးကိုတန်းကွန်ဒီကိုကြီးရှင်းရှင်းတယ်ဆိုအကုန်လုံးဥခိုင်းမှာဟုတ်တယ်မလား အဲ့ဒါဒီပြီးတော့ကိုကိုတိုင်းတော့အရင်တီဆောင်အင်္ဂလိပ်စာမတက်ဘာမှမဖြစ်ဘာမှမဖြစ်မင်းကဆရာတော်ဖျားကြီးတို့အင်္ဂလိပ်စာတက်တက်ဘူးနော်မဟာကဏ္ဍဆရာတော်ဖျားကြီးတို့အင်္ဂလိပ်စာတက်လယ်ဒီဆရာတော်ဖျားကြီးတို့တက်မတက်ဘူးမတက်တာတို့ဒေါက်တာဘွဲရဒီလစ်ဘွဲရနော်စတော်ဖို့လေမကရလောပကျော်မလဲဆရာတော်ဖျားကြီးအင်္ဂလိပ်ကစာဖွယ်ပေးရစာဆိုရင်စာတက်ရင်ဟိုကအင်္ဂလိပ်လိုတက်တယ်မြန်မာလိုတက်တယ်ပါဠိလိုတက်တယ်စာတက်တဲ့သူကိုကဘာမြင်လို့တာပဲ ပညာတက်တဲ့သူကိုကဘာမြင်လို့တာပဲနော်အဲ့ဒါကြောင့်ဒီလိုပညာတက်အောင်တာဒုကျောင်းတာကြိုးစားပါဘုဒ္ဓအကြောင်းမြင်မြောင်းအောင်တာကြိုးစားပါဘာမှကုန်ငယ်စရာမရှိဘူးအဲ့ဒါပြောနော်ဒါကြောင့်ဒီလိုစာအနေပေးစင်းဖြစ်ဖို့နှစ်ပေါင်း300ကျော်လောက်ဖြတ်တန်းခဲ့ရတယ်အဲ့ဒီကြာမှာစာအနေပေးနဲ့ဒီလိုကဖွင့်ဝင်ကျိုးဖြစ်လာတာအင်းဝအလေလောက်ရောက်လာတယ်နောက်ပိုင်းကြာမှာဒီလိုကစာပေးကိုအရှိန်ဟုန်နဲ့အားကောင်းလာမြန်မာသားပေးရတယ် ဟုတ်လားဗျာနော်ဒီလောက်ခီးနေခဲ့ရတယ်ဆိုတဲ့ဟာပြောချင်တာဒါပေမဲ့တပည့်တို့ကိုယ်စီရကောင်းတာတပည့်တို့က copy စာပေမဟုတ်ဘူးနော်စင်ကာပူမှာဆိုလည်းမရှိဘူးတရုတ်လိုရင်းရေးအင်္ဂလိပ်လိုရင်းရေးဟုတ်လားဒီလိုမျိုးရင်မလေးရှားလိုရင်းမလေးရှားဆိုတာကမလေးရှားစာမရှိဘူး အင်္ဂလိပ်အက္ခရာနဲ့ရေးရတာလေမလေးရှားမှာအက္ခရာမရှိဘူးအင်္ဂလိပ်အက္ခရာနဲ့ရေးရတာဟုတ်လားဒါကြောင့်ဒီလိုတို့ကဂုံအလွန်မတန်ယူစရာကောင်းတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်အဲဒါကြောင့်ဂုံမငယ်ပါဘူးကန်စားပေးပြီးတဲ့အခါကျတော့ဒီလိုစားပေးတွေကိုရေရှည်ဖွံ့ဖြိုးတိုးတက်အောင်ရေရှည်စောင့်ရှောက်ပေးခဲ့တဲ့စားပေးတွေရဲ့ရင်းမြစ်ဖြစ်တဲ့စာကြည့်တဲ့ကြည်တွေအကြောင်းကိုလေ့လာကြအောင်ဗျာကန်ဖက်လိုက်ပါအောင်စာကြည့်တဲ့ ရွှေငွေစသောဖိုးတံဗန္ဓများကိုလွင်ရင်မှုဆိုင်ရာပညာရည်ရွယ်တို့ကို စာကြည့်တိုက်များ၌စုဆောင်းထားပေသည်ထို့ကြောင့်စာကြည့်တိုက်များကိုပညာဗန္ဓဟုခေါ်သည်အော်ပညာဗန္ဓတဲ့ရွှေငွေဗန္ဓတွေကိုဗန္ဓတွေမှာတင်ထားတဲ့လူရင်ကျင်းမှုဆိုင်ရာအဲဗျာကြီးတို့ပြောကြည့်အောင်နော် ရည်ကျင်းမှုတဲ့ပြည်သူနီတီးရတပြီးတော့အလဲချိန်မှာထည့်ရင်ထည့်မယ်တော့မဟုတ်နောက်ဆုံးပတ်ကြမှာထည့်ရင်ထည့်မယ်ပြီးတော့ထည့်ဖို့ရှိအကျေတွန်းရှင်များတို့ကလေးတွေပြန်တင်နိုင်တဲ့အထိပေါ့ကိုရင်တွေကိုတင်ပေးနိုင်တဲ့အထိပေါ့တပြီးတော့ဘုန်းကြီးတွေကိုရင်တွေဆက်အကျင့်ကောင်းအောင်မတင်တတ်ဘူးကျိုးပြောရမလားဒါဒီတော့တင်တတ်သေးကြတယ်လေကိုရင်ကိုရင်လေးရရှင်များလူလေးတွေကောင်းကကိုရင်လေးဟာကိုရင်လေးနဲ့လူလေးတွေကောင်းအဲကိုရင်နဲ့ကြည့်တော့ဘုန်းကြီးကြတော့လူထက်ကောင်းအောင် ဒီလိုမျိုးဖြစ်ရမှာဟိုကိုရင်လေးကိုကောင်းအောင်မတင်ပြလိုက်တော့အဲဖုန်ကြီးကြတော့လေဖုန်ကြီးကောင်းဖြစ်ဖို့ခက်တယ်အဲဒါဆိုနိတိတွေသိရမယ်တိခိယတွေခန္ဓာကဝတ်တွေကိုနိတိတွေပေါင်းဆက်ပြီးသားကြာကြာနာနာသင်နိုင်အောင်ပြင်ရမယ်ခရကလုံလောက်အောင်အခြေခံသင်ပေးခဲ့တယ်ဒီလိုလိုဖုန်ကြီးတွေအသုံးချအဲ့ဒါကိုပြင်ရမယ်နော်ဆိုတော့ယဉ်ကျေးမှုဆိုရတယ်ဒီကနည်းနည်းပြောရယဉ်ကျေးမှုယဉ်ကျေးမှုဆိုတာဘာကိုပြောတာအောင်ဗျာရှင်ပြန်များနားလဲသလိုလေးပြောကြည့်ပါဦးဆွေးနွေးကြည့်အောင်ယဉ်ကျေးမှုလူမျိုးရဲ့ပုံရိပ်ကောင်းလိုက်တာ ပြောပါအောင်ဗျနောက်ထပ်ရောရေးချင်းမှုဆိုတာတရားဩဘာသာရေးအခြေခံပိုးအဆင်ပြေတယ်ဒါပိုးအဆင်ပြေတယ်ဆိုတဲ့ဟာပြောတာနော်အဲ့ဒီတပြီးတော့ရင်ကျေးမှုဆိုတာဘာလဲ what is culture the most civilization ရင်ကျေးမှုဆိုတာဘာရင်ကျေးမှုဆိုတာဘယ်လိုနားလဲထားကိုနားလဲလို့ပြောကြည့်ပါတရားအလိုက်တိမှု အလိုက်သည်ဟုအော်ဟုတ်ပြီလိုက်သည်ဟုကောင်းတယ်ဒါလည်းဟုတ်တာပဲယဉ်ကျေးမှု gain တစ်ပါးလောက်ထပ်ပြောအောင်ယဉ်ကျေးမှုဆိုတာဘလို့နားလဲတာအော်အဝင်စားယဉ်ကျေးမှုစားပဲယဉ်ကျေးမှုအဲ့ဒါမျိုးတွေပေါ့နော်နောက်ရှင်များသူပြောအောင်အော်လူမျိုးတွေရဲ့ကိုယ်ပိုင်တိကျလက္ခဏာဟောဒီစကားနည်းနည်းလေးခန်းနှန်းသွားပြီနော်ကောင်းတယ်ပြောအောင်အော်ယဉ်ကျေးမှုဆိုတာမျက်နှာချင်းတွေပေါ့ဟုတ်ပြီလေနော်ကဲယဉ်ကျေးမှုကိုအင်္ဂလိပ်လိုပြောရင်တော့ culture တာမို့ in civilization လို့ခေါ်တယ် civilization or culture ပေါ့ဒီလို culture body culture ကရုံးရုံးတာ body culture ပဲဆိုရင်မထားဘူးခွန်ကြီးတွေကကြင်နဲ့ထိုးလို့မရဘူးဟုတ်လားကရုံးတော့ငကံမွေးတွေမထားဘူးလက်သေးရှိမထားဟုတ်တယ်မလားတချို့ခွန်ကြီးတွေလက်သေးရှိထားတာပါလာတည်တယ်အမဘာဒီတွေ့ဘူးတယ်ဘုန်းကြီးတို့ကနာမည်ကြည့်လက်သေးရှိကြီးအာတိတ်တော့မဟုတ်သေးဘူးလို့နော်ဟမ်ဟုတ်တိတ်တိတ်မမလေးတွေနဲ့ဗျာတိတ်တိတ်မမလေးတွေနဲ့မလုကြပါနဲ့ လက်သေးရှင်နဲ့ထားကောင်းလားငါသာတီးပြီးတဲ့ရှင်များတွေနော်ဟုတ်ပြီထားတော့အဲ့ဒါဒီလိုတို့ဝိပုံစားပုံနေပုံထိုင်ပုံပြောပုံဆိုပုံအဲ့ဒါ body sculpture ဖျားချမှတ်ခဲ့တယ်ဖျားရဲ့လမ်းညင်မှုအဆုံးမနဲ့ညင်နေခဲ့တယ်ယဉ်ကျေးမှုပဲအဲယဉ်ကျေးမှုကိုအင်္ဂလိပ်လိုပြောရင်တော့ခုန culture ပဲပြောပါတော့အဲ့မှာဒီလိုတို့ material culture number material culture ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုနဲ့စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုအဲဒါနှစ်ခုကွဲလိုက်တယ်လို့ပါ ဟုတ်နော် thank you for non thank you for ဒီလိုလဲသုံးတယ်ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုဆိုတာဘာတွေလို့ဒါကြောင်းနေပေါ့အခုအခုကြောင်းနေပေါ့ဟုတ်တယ်မလားနော်ကြောင်းဝင်အုတ်တိုင်းနေပေါ့အရင်ခင်းနေတူသေးလားမတူတော့ဟိုတော့ကြောင်းနေပုံစံတပြိုတော့တော့ဒီအဆောက်အဦတွေတာသနိကအဆောက်အဦတွေဖះရုပ်ပွားတော်တွေပေါ့စင်းတုတော်တွေပေါ့ဟုတ်ဘူးလားအဲအဲ့ဒါဓာတ်တွေအကုန်လုံးပေါ့နော်ဖះဝင်ကြောင်းဝင်ဆိုတာလူတွေနဲ့ပုံစံချင်းမတူတော့ဒီလိုမျိုးတွေဖြစ်သွားအဲခေဆက်ဆက်နေရသူတိကျပုံစံမျိုးရှိတယ် အဲ့လိုပဲလူတွေမှာဆိုလူပတ်ဝန်းကျင်မှာသူတို့နေထိုင်တဲ့ပုံစံတွေရှိနော်ဝတ်ပုံစားပုံစားပုံတောက်ပုံနေပုံထိုင်ပုံအဲ့ဒါကြီးကုန်မတူအဲ့ဒီဒီအကုန်လုံးရည်ကျင်းမှုတွေမှာအကုန်ပါတယ်အဲ့ဒါကြောင့်အချင်းချုပ်အားဖြင့်ပြောရင်ရည်ကျင်းမှုဆိုတာရုပ်ပိုင်းစိတ်ပိုင်းနှမျိုးရှိအဲ့တော့ရုပ်ပိုင်းဆိုတော့လူတွေသုံးဆောင်နေတဲ့အသုံးဆောင်အစားအသောက်အနေထိုင်အဲ့ဒါတွေအကုန်လုံးပေါ့အဲစိတ်ပိုင်းဆိုင်ရာရင်ကျင်းမှုကြတော့ခုနပြောပုံဆိုပုံတွေတွေးပုံကြံပုံတွေညညာသင်ယူအာထုပ်ပုံတွေပေါ့အဲကြင့်ကြံအာထုပ်မှုတွေပေါ့ဒါတွေအကုန်ပါမှာပေါ့ ဟုတ်လားဗျာအဲ့ဒါယဉ်ကျေးမှုတွေပဲ။ဘာကြောင့်ဆရာတော်ဗျာကြီးလဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးဟောထားတာရှိတယ်။နော်။ကဲဟုတ်ပြီ။ဆိုတော့အဲ့ယဉ်ကျေးမှုတွေအဲ့ဒါတွေကိုစာကြီးတိုက်တွေမှာစုဆောင်းထားတယ်။ဒါအိခက်ကစာကြီးတိုက်တွေဟာဒီစာကြီးတိုက်တွေအခုဒီပြောလို့စာစာကြီးတိုက်တွေဘာရှိလဲ။စာအုပ်ရှိတဲ့နေရာပေါ့။ဟုတ်ဘူးလား။စာအုပ်တွေထက်တာစာကြီးတိုက်တွေမပြောဘူးလား။အရင်တော့စာကြီးတိုက်ဆိုတာအဲ့လိုမျိုးပြောတာမဟုတ်ဘူး။စာကြီးတိုက်ဆိုတာ ရင်ကျင်းမှုထောက်ထားတဲ့အကုန်စုထားတဲ့နေရာအခုကျတော့ခွဲလိုက်တာ museum အသုံးဆောင်ပစ္စည်းတွေစုစားထားတဲ့နေရာကျတော့ museum เนาะပြတိုက်တွေဆိုပြီးဖြစ်သွားတယ်ဒီစာအုပ်စာတမ်းတွေလူစာအုပ်စာတမ်းတွေ digital ဘိုင်းတွေရောဘာတွေရောပေါ့အဲ့ဒါတွေကျတော့ library ဒီလိုဖြစ်သွားတယ်เนาะအဲ့တော့တခါထူးခြားလေးနဲ့တဲ့ပုံကိုယ်တွေထူးခြားထင်ရှားတဲ့ပုံကိုယ်တွေအတွက်တည်တံ့လေ့လာတဲ့နေရာကျတော့ monument မှတ်တရပြလိုက်အထိမ့်မှပြလိုက်ဒီဆိုပြီးတော့ဒီလိုမျိုးဖြစ်သွားအဲ့ဒါခွဲအဲ့ဒါအကုန်လုံးကစာကြည့်တိုက်အဲ့ဒါဒီအကုန်လုံးကစာကြည့်တိုက်ရစာကြည့်တိုက်ခန်းကဏ္ဍကြောင့်ထက်ပြောမယ်နော်ဆိုတော့ဒါလေးတစ်ခေါက်ပြန်ပတ်ပါအောင်ရွှေငွေရွှေငွေစသောဖိုးတံပန္နာများကိုစုဆောင်ထားတဲ့သူလူရင်ကျင်းမှုဆိုင်ရာပညာရဲ့တို့ကိုစာကြည့်တိုက်ဒီနိုင်စုဆောင်ထားတဲ့ထို့ကြောင့်စာကြည့်တိုက်တွေကိုပညာပန်တိုက်လို့ခေါ်တယ်ဒီတော့အခုတစ်ခေါက်အိန္ဒိယ ီဝါကျွတ်တာနဲ့တရင်ကျွတ်လာပြီကျော်နှစ်ရက်ဆိုပြီးတော့အိန္ဒိယသွားမယ်။သွားတဲ့အခါကျတော့အာနယူးဒေလီပြတိုင်းကဒီပြီးတော့သူတို့ပြအဲ့မှာနယူးဒေလီပြတိုင်းမှာဟိုအကဘာဘရင်ရဲ့ခုံမနဲ့အာတစ်တန်းကိုလှုပ်တီးတဲ့ခုံမနဲ့ဖြစ်ပါတော့အဲအဲ့ဒါတွေရောအကုန်သိမ့်တတာနော်ဟိုသူတို့ခက်ကဘယ်ဖနဲ့သီးခဲ့တယ်ဘယ်သုံးဆောင်သုံးခဲ့တယ်ဘာညာပေါ့ဗျအဲ့ဒါတွေကလည်းစာကြည့်လိုက်တယ်ပဲ ်လို့ဆိုသူတို့ကျတော့မြူဇီယံအနေနဲ့သွားတာဘုရားရှင်ရဲ့ညှဲ့ရိုးတော်ရှိလို့ပြီးတော့သွားဖို့မယ်ဘာဥပါရီလူသံကောင်းကြီးတုံးခဲ့တဲ့လှဲကြီးဘာဥပါရီရတကယ်ရှိတယ်အိန္ဒိယမှာတကယ်ရှိခဲ့တဲ့လူသံကောင်းကြီးတုံးခဲ့တဲ့လဲကြီးကအဲဒီနယူးဒေလီပြတိုက်ခြေတွေမှာရှိတယ်ပြတဲ့ရဲ့ဒီကဲဝင်လိုက်တယ်ဆိုရင်ရှင်မြတ်သူကကြည်ကမှန်ကြီးတင်လို့တော်တာလှဲပင်းကြီးတွေက55ပေလောက်မြင်အမြင့်ကြီးလဲကြီးဘာဥပါရီလဲကြီးနော် ဆိုတဲ့အခါအဲ့ဒီရှေ့မှာဆိုရင်လေအာသောကမင်းရဲ့ကြောက်စာအာသောကမင်းရဲ့ကြောက်စာဆိုတိုင်နေပဲတွေ့ဘူးတာမမအဲ့မှာအာသောကမင်းကြောက်စာကြောက်တုံးကြီးပါရေးတာကြောက်တုံးအနှက်ကြီးအဲ့ဘဝရေးတဲ့စာဘလောက်များစာအုပ်တုံးစာလောက်ရှိအများကြီးပဲစာတယ်အဲ့ဒါတွေပြီးတော့ဟိုဒီတော့တစ်ခေါက်လေ့လာပြီလေဒါမဲ့ဟိုညှက်ရိုးတော့လဲဖူးကျင်လို့အဲ့ဒီမှာရှိအဲ Ruby 900ဝင်ကြီးပေးရတော့ဒေါနာအေဂျင့်နေမပို့ဘူးတပည့်တော်အသေးစားခီးစင်နေဆွဲဆွဲပြီးတော့ပို့ပေးလို့နော် ဆိုတော့အဲ့ဒါတွေဒီလိုတော့ပြောချင်တာဒီတော့ရောက်တဲ့နိုင်ငံကိုစာကြည့်လိုက်သွားတယ်မွန်နူမပြလိုက်တွေသွားတယ်မျူဇီယံတွေသွားတယ်ဒါတပည့်တော်ရဲ့လုံးဝစိတ်ဝင်စားတဲ့နေရာအဲ့ဒါအောင်မှတခါဒီနေရာမှာဒီနိုင်ငံမှာထူးခြားတဲ့နေရာတွေသမိုင်းထောက်ထားကောင်းတဲ့နေရာတွေရှိတယ်ဆိုအဲ့ဒီနေရာတွေရောက်အောင်သွားတယ်ကျန်တဲ့ဟိုလူတန်းညီလူသွားနေရာ shopping တွေပါတယ်ဒီလိုတော့အရင်မကြည့်ဘူးလေဟုတ်လားအဲ့ဒါဆိုဒီလိုတော့အဲ့ဒါလေးတွေတော့နည်းနည်းရမ်းတန်တာတွေအပြိပထွက်ခွင့်ရတာပဲဖြစ်စေပြည်တွင်းမှာပဲနေတာပဲဖြစ်စေ ကိုရောက်တဲ့နေရာမှာဘာတွေထူးခြားထင်ရှားလဲဆိုတဲ့ဟာလေးတွေကိုမျက်လုံးဖွင့်နားစွန့်ထားပြီးတော့အဲ့ဒါလေးတွေပြင်ဆင်သိခြင်းပါတယ်ဗျာဒါယဉ်ကျေးမှုထိမ့်သိမှုတစ်ခုပါเนาะတပည့်တော်တို့ကထုတ်ဖော်မယ်ထိမ့်သိမယ်ဖွင့်ပြအောင်လုပ်မယ်ယဉ်ကျေးမှုကသုံးခုလောက်อ่ะဘာတွေထုတ်ဖော်မယ်ထိမ့်သိမယ်ဖွင့်ပြထုတ်ရအောင်လုပ်မယ်တပည့်တော်တို့မနေ့ကစာကြည့်တဲ့ကြီးဘလော့ဆိုတယ်တထောင်အဲ958ခုတပည့်တော်အခုကြည့်ပြီးပြီး မနေ့ကမြကန်တက်ကူတိုက်ကြီးလေ1950ခုက1950ခုမှာရှင်ပြတာလမ်းခင်းပြလိုက်တယ်ဘလောက်နှမျောစရာကောင်းတန်ဖိုးဖြက်လို့မရပကံမှာကြောက်နဲ့ဆောက်ကြတဲ့အဆောက်ဦး၄ခုရှိတယ်ရွှေသီးကုံဖရာရဲ့နောက်ဒီပြောတို့ဒီနန်းဖရာရဲ့နောက်ကြောက်ကူတစ်ခုရဲ့အဲ့ဒီခုကြောက်ကူကဒီပြောအဲ့ဒီနာမည်မေ့သွားလို့နောက်ခုမြကန်တက်ကူတိုက်ရဲ့အဲ့ဒီအဆောက်ဦး၄ခုပဲရှိတယ်ပကံတစ်မျိုးလုံးပကံရောညောင်ရောကုံပါ ကြောက်နဲ့စောက်တဲ့အစောက်ဘူးလေးခုရှိတယ်အဲ့ဒါတကူကလမ်းလမ်းခင်းပြလိုက်ဘောက်ဆိုတန်ဖိုးမတိဘူးတန်ဖိုးမတိဘူးမြန်မာတွေကလေအဲ့ဒီကြောက်တုံးတဒုံးရဲ့တန်ဖိုးတော်ဖြတ်ခရဒါကြောင့်ဒေါက်တာမွန်ကိတ်ကပြောတယ်မြေကြီးကစာအုပ်နဲ့တူတယ်လေမြေကြီးပေါ်မှာရှိတဲ့အဲ့ဒီအကျိုးပဲ့လေးတွေကစာချောင်းတွေစာပိုက်တွေနဲ့တူတယ်အဲ့ဒါလေးတွေမြင်လိုက်တာနဲ့အာရှင်များတို့ဒီမှင်အိုးလေးတို့တို့ရှင်များတို့ဘာလောက်တတ်မှာတော့ ဒါမင်အိုးပေါ့ဒီလောက်ပဲရေးတယ်မှာပေါ့တို့တော့အဲ့ဒီဟာကိုဘုသူတရရှိတဲ့သူကမင်အိုးမင်ကိုကဘာဘာဘယ်နိုင်ငံအစတီထွင်ခဲ့တယ်စတီထွင်ခဲ့တဲ့အခါကျတော့ဘာရည်ရွယ်ချက်နဲ့တီထွင်ခဲ့တယ်အဲ့ဒီကနေဘလူတွေသုံးချခဲ့တယ်ဒီနေ့ကဘယ်ခေတ်မှာတော့မင်နေနဲ့ပတ်သက်ပြီးတော့ဆက်ယုံနေတည်တော့လားအဲ့မင်တွေကိုဘောပင်နေတဲ့မှာထည့်လားဟာစောင်းတို့ဖြစ်အောင်ရေးလို့ရတယ်ဘုသူတရရှင်ခုရှင်းရလို့ရေးတယ်လားဒါပြောတာနော်တပည့်တော်တို့ဟုတ်လားပညာရှင်တွေရှိတော့ကြည့်လိုက်ရင်တခုခုကိုမြင်လိုက်တာနဲ့အဲစာအုပ်စာတော်ပေးသွဲဖြစ်အောင်ရေးလို့ရတယ် ေါက်တာတန်းထွန်းကမြမအိုးဆိုပြီးတော့အိုးချံခွဲလေးတွေကြည့်ပြီးတော့တာတန်းကြီးသူ့တင်တာတာတန်းကြီးတစ်ခုထွက်တယ်။ရှင်ပြတို့အိုးချံခွဲချပေးတာဗာသိမအောင်ဒီလိုငငယ်တော့ဆိုထွေလုံးပြီးပြင်ပါဘောလားဒိုးလုံးပြီးပြင်ပါဘောနော်အဲ့ဒါပညာရှင်နဲ့ပညာရှိတွေသူဘုသူရရှိတဲ့သူနဲ့မရှိတဲ့သူအမြင်ချင်းမတူဘူးဆိုတာကွာတူလားဗျာမတူဘူးနော်အဲ့ဒါကွာတယ်အဲ့ဒါကွာတယ်အဲ့ကြောင့်ဒီမှာဖခင်ကြီးမြင်လိုက်တယ်ဩဖခင်ရှိခိုးတယ်ကုသိုလ်ရတယ် ပညာရှိတဲ့သူကြတယ်လောက်မကတော့ဒီဖះဘယ်လိုမျိုးဖះလဲဘာညာလာပြီပေါ့ဗျာအဲ့တော့ ਨੇ ပဲချဲ့ရင်ချဲ့သလားစာပေဘုဒ္ဓရှိတဲ့သူမှာအကျယ်တွင်းဖြစ်သွားတယ်ရှိနော်ဒါကြောင့်ဒီလိုဘုန်းကြီးတွေအဲ့ဒီအထိ ਨੇ ချဲ့ပါအဲ့ဒီအထိ ਨੇ ချဲ့ပါဘုဒ္ဓရအကြမ်းင်းတွေကို ਨੇ ချဲ့ပါပိဋကတ်စာပေထဲမှာတင်လဲမနေနဲ့လောကတွေကိုပါ ਨੇ ချဲ့ပြီးလောကလူသားတွေကိုအလင်းပြဖို့လိုပါပြီဗျာသစ္စာတရားကဒုတိယ အဝေးကြီးလိုနေတယ်အဝေးကြီးလိုနေတယ်တိဇာတရားပြနိုင်ဖို့ဟုတ်တယ်ပြရမယ်တိဇာတရားလည်းပြသွားမယ်တို့တော့အဲ့ဒါအတိန်ရတို့နောက်ယုတ်ရက်လူတွေကတိဇာတရားလူတိုင်းမရသေးဘူးရှင်များတို့လူငယ်တွေအရင်သွားပြီးတိဇာတရားနဲ့သဆွဲဆောင်ရင်မရဘူးဟုတ်လားအဲ့ဆိုတို့နဲ့နီးသက်တရားလေးနဲ့ဆွဲဆောင်ပြီးတော့ဒီလိုတို့ပေးခြင်းနေဟာကိုနောက်မှာပေးအဲ့ဒါဆိုရင်တော့ရှင်များတို့ပို့ဆင်ပြဟုတ်ပါပြီဒီချင်းတလောက်ပါပဲအားလုံးမင်္ဂလာပါဗျာ